မင်္ဂလာပါရှင် MFP ရဲ့တနေ့တာအညာမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်တစ်ဆက်သူဘူးအိမ်ကျဲပါ။မန္တလေးတိုင်းနှစ်ထိုးကြီးမြို့နယ်ဝက်လူရရဲစခန်းကထွက်လာတဲ့စုံစုတက်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာစုံစု25ရောက်သေဆုံးပြီးတော့ဘုံမှုအဆင့်အရာရှိအပါဝင်14ဦးလက်ရဖမ်းမိကတပ်နက်44လက်နဲ့ခန်းရမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ MG ကာကွယ်ရေးဝန်ကြီးဌာနအမတ်တက်စစ်ဒေသကဒီနေ့မှထုတ်ပြန်ပါတယ်။ နထိုးကြီးနဲ့ဝက်လူရွာရက်စကန်ကထွက်လာတဲ့အင်အား900ခန့်မှဆိုးစုတက်မှတရားတက်လာအောက်ခံတက်ကိုကြက်တွင်းပိုးရွာအနောက်ဖက်မှာတော်လိုင်းမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကမလ9ရက်ကတိုက်ခိုက်ခဲ့တာပါတိုက်ပွဲအတွင်းစိုးစုကလေကြောင်းနှစ်ကြိမ်ပုံကျဲပစ်ကူပေးခဲ့ပေမဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကစိုးစုစစ်ကြောင်းကိုခြေမုံတိုက်ခိုက်နိုင်ခဲ့ပြီးလက်နက်ခဲယမ်းတွေအပါအဝင်73ဘန်းတွေကိုဖမ်းဆီးနိုင်ခဲ့တယ်လို့အမှတ်တစစ်သေးတာကဖော်ပြပါဗျာ အဲ့ဒီနထိုးကြီးမျိုးနဲ့တိုက်ပွဲကိုမြင်းဆန်ခရအမှတ်၄၀တရင်နဲ့နထိုးကြီးမျိုးနဲ့ပါကဖာမာမိတ်တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေပူပေါင်းစီရေးဖော်ဆောင်ခဲ့တာဖြစ်ပြီးတော့နထိုးကြီးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်၂ဦးကြာဆုံးခဲ့ရပါတယ်ဝလူကျေးရွာရဲစခန်းဟာနထိုးကြီးမြို့နယ်မြောက်ဖက်ချမ်းမန္တလေးမြင်းချံရထားလမ်းဘေးမှာတည်ရှိပြီးတော့အဲ့ဒီရဲစခန်းကထွက်လာတဲ့စေအုပ်စုစစ်ကြောင်းဟာနထိုးကြီးမြို့အရှေ့မြောက်ဖက်မှာရှိတဲ့ကျေးရွာတွေကိုလှည့်လည်စစ်ကြောင်းထုတ်မိရှုဖြစ်စီနေရပါဘူး စကိုင်းနိုင်တဲ့တော်လင်းရင်အားစုတွေစုမိုးထိန်းချုပ်ထားတဲ့ဒေသတချို့တဲကလန်ဒရာအုံပြုခကောက်ခံရေးဂိတ်28ခုအတွက်လုပ်ငန်းလုပ်ကံခွင့်ကိုစုံစုကလေလံတင်ရောင်းချဖို့ပြီးခဲ့တဲ့မလ9ရက်ကထုတ်ပြန်ထားပါတယ်2025-2026ဘဏ္ဍာနယ်အတွက်လန်ဒရာအုံပြုခကောက်ခံရေးလုပ်ငန်းအတွက်လုပ်ကံခွင့်ကိုစကိုင်းနိုင်ဒေသကြီးအစိုးရအဖွဲ့ရုံးမုံရွာမြို့ကအစည်းအဝေးခမ်းမှာမလ28ရက်မှာလေလံတင်ရောင်းချသွားမှာဖြစ်ပါတယ် စိုးစုလေးလံတင်ရောင်းချမဲ့စကိုင်းနိုင်အတွင်းလန်ဒရာကောက်ခံရေးဂိတ်28ခုကတော့တမူးခရိုင်မှာတကိတ်ရွှေဘုခရိုင်မှာ၈ဂိတ်ကမ်ဘလူခရိုင်မှာ၂ဂိတ်ကတခရိုင်မှာ၅ဂိတ်ကောလေးခရိုင်မှာ၂ဂိတ်ကလေးခရိုင်မှာ၇ဂိတ်ဟုံမလင်းစကိုင်းနဲ့ရင်းမပင်ခရိုင်တွေမှာတကိတ်စီစတာတွေဖြစ်ပါတယ်။ အဲ့ဒီဂိတ်ပေါင်း28ခုအတွက်လေလံတင်ကြံခင်းစေးအနေနဲ့ကမ်ဘလူခရိုင်ကမ်ဘလူဂိတ်ကအနိုင်ဆုံးဖြစ်ပြီးတော့စက်သိန်း140ကျော်သတ်မှတ်ထားရှိက အမြင့်ဆုံးဂိတ်မှာတော်လန်ရေးအဖွဲ့တွေမြို့ကိုဝိုင်းမဲ့ပိတ်ဆို့ထားတဲ့ထီးချိုင် ARD မြေကူးတရာဂိတ်ဖြစ်ကစက်သိန်းပေါင်း2300ကျော်အထိလေလံတင်ကြံခင်းစေးသတ်မှတ်ထားတာဖြစ်ပါတယ်သောစုကစကိုင်းတိုင်းတွင်အခုလိုလန်ဒန်အတုံးပြုကကောက်ခံရေးလုပ်ငန်းလုပ်ကံခွင့်လေးလံခေါ်ယူနေပေမဲ့ ကိုင်းတိုင်းအတွင်းကျေးလက်အများစုမှာစုမိုထားတဲ့တော်လိုင်းအင်အားစုနယ်မြေတွေမှာလန်ဒရာအကောက်ခွန်လုပ်ငန်းလုပ်ကင်မှုဆိုတာမဖြစ်နိုင်ဘူးလို့ချွေဘူခရိုင်တရင်15တရင်မှုဘိုကောက်ယိုးကပြောပါရယ်စကိုင်းတိုင်းအတွင်းတမန်အချိန်ကာလတွေတုန်းကလို့လန်ဒရာအသုံးပြုခကောက်ခံတဲ့ဂိတ်တွေထက်စုံစုနဲ့တော်လိုင်းအဖွဲ့အစည်းတွေကောက်ခံတဲ့ဂိတ်တွေပဲလက်ရှိမှာရှိလာတာလို့ဒေသခံပြည်သူတွေကပြောပါရယ် ချွေပိုမြကြီးနားလမ်းပေါ်ကမ်းမလူမျိုးနဲ့စပယ်နန်းတာဂိတ်လမ်းကျော်မှာစိုးစုကစိုးမိုးထားတယ်ဆိုပေမဲ့ချွေပိုမြကြီးနားလမ်းကိုခင်ဦးမျိုးနဲ့အတွင်းတော်လိုင်းအဖွဲ့တွေကလမ်းအသုံးပြုခွင့်ကိုမကြခဏပိတ်ဆို့ထားတာမျိုးနဲ့လှုပ်ဆောင်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်မန္တလေးတိုင်းတပိုင်းတပိတ်ချင်းနဲ့စကိုင်းတိုင်းထိကျိုက်နယ်ကကြံတော်သူတွေအနေနဲ့ကြံခုတ်သိမ်းရသည့်ရောက်ပေမဲ့ဈေးစကားမရှိလို့အချိန်မီလုပ်ငန်းခွင့်မဝင်နိုင်သေးပဲတောကပွေနေရတယ်လို့ကြံတော်သူတွေကပြောပါရတယ်။ ကြံခုတ်သိမ်းဖို့ရခိုင်နယ်တွေမှာတော့စစ်ရုံတွေဘက်ကကြိုတင်ငွေထုတ်ပေးလေးရှိပေမဲ့ယခုနှစ်မှာတော့ကြိုတင်ငွေမထုတ်ပေးသေးတာကြောင့်ကြံခုတ်ဖို့2လခန့်နောက်ကျနေရလည်းဖြစ်ပါတယ်။မြို့သိမ်းရွာသိမ်းစကမ်းသိမ်းတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ရကြောင်း တပိတ်ချင်းတကောင်ထိကြိုင်နဲ့ငအိုးနယ်ကကြံတောင်သူတွေအခက်တွေ့နေရဖြစ်ပြီးတော့ဒေသတွင်းမှာရှိတဲ့တကြားဆက်ယုံတစ်ခုဖြစ်တဲ့ဝေမာကုမ္ပဏီတကြားဆက်ယုံနဲ့ဝေစန်းရောင်တကြားဆက်ယုံတွေဟာလည်းဆက်ယုံလက်ပတ်နိုင်ဖို့နှစ်လခန့်နောက်ကျနေခဲ့တယ်လို့တောင်သူတွေကပြောပါတယ်။ကြံခုံနောက်ကျတဲ့အတွက်ကြံတွေအရေးခန်းချောက်ဆုံးရှုံးတာကြံမျိုးဆုံးရှောင်းရမယ်အခြေအနေတွေကြုံနေရတယ်လို့လည်းကြံတောင်သူတွေကပြောပါတယ်။ ဒါအပြင်ကြံခုံနောက်ကျတဲ့အတွက်လုံသားရှာပါတာလုံသားငှားရန်ခပိုစည်းကြီးဟာမိုးရသည့်ရောက်ပါကကြံသေးတဲ့ကာလန်သွားလာရခက်ခဲတာကြံဆိုင်ခင်းတွေတော်မီလောင်ဆုံးရှုံးနိုင်တာစတဲ့အခက်ခဲတွေကြုံရမှာကိုလည်းစိုးရိမ်နေတယ်လို့ကြံတောင်သူတွေကဆိုပါတယ်။လက်ရှိမှာကြံတောင်သူတို့ကတော့ဝေချင်းငါပြီး73စီဘိုးစိုက်ထုတ်ကကြံတွေကိုတကြားစင်ယုံဘက်ကားနဲ့တင်ပို့နေကြရတာကြောင့် တောင်သူတွေရဲ့အခက်အခဲပြေလည်စေဖို့တကြားဆက်ယုံတွေဘက်ကရခိုင်နစ်တွေအတိုင်းကြိုတင်ငွေထုတ်ပေးစေချင်တယ်လို့တောင်သူတွေကပြောပါရယ်။တကြားဆက်ယုံတွေဘက်ကကြံဆိုင်ဧကရဲ့သုံးချို့တချို့သာဝယ်ယူဖို့ခံမှန်းတိုင်းတာစာချုပ်ချုပ်ထားတဲ့အတွက်စာချုပ်ပါခံမှန်းတန်ချိန်အပြင်ပိုတဲ့ကြံတွေကိုပါဆက်ယုံတွေမဝယ်မှာကိုလည်းတောင်သူတွေအနေနဲ့စိုးရိမ်ပူပန်နေကြပါရယ်။လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအင်းပြင်ပလာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ် မာကြောတဲ့ကြောက်တောင်းတွင်နာကိုဝင်ရောက်ပုန်ခိုပါပုန်ခိုစီမတွေ့ပါကမြေနေမဲကိုရှာပြီးဦးကောင်းကိုလက်နှစ်ဖက်နှစ်အုပ်မြေကြီးကိုတံတောင်နဲ့ထောက်ကမှောက်ရနေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ